ဒီနေ့ဇူလိုင်လ၁ရက်နေ့အတွက် People's Print ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဘင်္ဂလားပင်လယ်အော်မှာလေဖိအားနဲ့ရဝန်းတစ်ခုဖြစ်နေပြီးမုတ်တုံလေအားအလွန်ကောင်းနေတာကြောင့်စကိုင်းတိုင်းအပါအဝင်ဒေသ၉ခုမှာမိုးကြီးနိုင်တယ်လို့ NUG ဝန်ကြီးဌာနကသတိပေးထားပါတယ်။လာမယ့်ဇူလိုင်လ၆ရက်အထိမြန်မာနိုင်ငံဒေသအနှံ့မှာမိုးရွာနိုင်ပြီးစကိုင်းတိုင်းအထက်ပိုင်းနေပြည်တော်ပဲခူးတိုင်းအရှေ့ပိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ နေရာကွက်မိုးကြီးနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။ပြီးခဲ့တဲ့2020ထွေထွေရွေးကောက်ပွဲမှာပါတီအားလုံးပေါင်းလွှတ်တော်နေရာ၁၀ရာခိုင်နှုန်းတောင်မရှိတဲ့လူထုထောက်ခံမှုမရှိတဲ့နိုင်ငံရေးပါတီတွေကအာနာသိန်းစစ်ကောင်စီရဲ့အတူအယောင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ဖို့လှုံ့ဆော်နေကြတယ်လို့ NUG ပြောရေးဆိုခွင့်ရှိသူကပြောကြားလိုက်ပါတယ်။ဒီရွေးကောက်ပွဲကမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေကိုပြည်လဲစင်မဲ့ထွက်ပေါက်မဟုတ်ကြောင်းဒေါ်လာရင်းအင်အားစုတွေဟာ Federal Democracy ပြည်ရင်နဲ့နိုင်ငံရေးလမ်းပြမြေပုံတို့အတိုင်းဆက်လက်ရပ်တည်ဆောင်ရွက်သွားမှာဖြစ်တယ်လို့အသိပေးပါရရှင်။မွန်ပြည်နယ်ရေးမြွန်နယ်ကချင်းမြန်တက်ရင်ခမာရ343တက်ဝင်းမှာရှိတဲ့စခန်းကုန်းတစ်ခုကိုဒီမနက်9နာရီဝန်းကျင်မှာသိမ်းပိုက်ရရှိတယ်လို့ရေးဘလူးတက်ရင်ကောင်းဆောင်ကပြောပါရယ်။ဒါအပြင်ရေးမြွန်နယ်အခြေစိုက်စစ်တပ်စခန်းနဲ့တက်ရင်တွေကိုတိုက်ခိုက်မှုအရှိန်မြင့်တယ်မှာဖြစ်လို့တက်ရင်နာနေထိုင်ကြသူတွေကြိုတင်ရွှေ့ပြောင်းဖို့လဲရေးဘလူးကတိုက်တွန်းထားပါရရှင်။